မင်္ဂလာပါကျွန်တော်2015ခုနှစ်မှာမိခဲ့တဲ့မိခေါင်းလေးတွေဟာဒီ question number 3 stylistic stylistic transformation မိခေါင်းလေးတွေကိုလေ့ကျင့်ဖြေဆိုကြည့်ရအောင်ဒီဟာရဲ့ instruction ကတော့ rewrite the sentences according to the instructions given in brackets ဒီ question မှာပြထားတဲ့ညွှန်ကြားချက်တွေအရာဝါကျတွေကိုပြန်ရေးပြပါတဲ့အဲ number 1ကိုကြည့်ကြည့်အောင် I did not fall while I was cycling ဆွေးစည်းနေတဲ့အချိန်မှာမလဲခဲ့ I did not break my leg while I was cycling. စပေးစီနေအချိန်မှာခြေတော့မကျိုးခဲ့ဘူး။ဒီမှာဘာနဲ့ဆက်ပြရမှာလဲဆိုရင် neither nor နဲ့ဆက်ပြရ။ or neither nor အပါအဝင် neither nor အပါအဝင်တခြား conjunction တွေဖြစ်တဲ့ both and ပြီးတော့ not only ပြီးတော့ but also အာ either or နော်ဒါမျိုးကိုဘာလို့ခေါ်တယ်လဲဆိုရင် correlative conjunction လို့ခေါ်ပါတယ် c c o r r e l a t i v correlative conjunction လို့ခေါ်ပါတယ်နော်အဲ့တော့ဘတူတဲ့ဥစ္စာနှစ်ခုကို both and not only but တော့ဆို either or neither not neither not ဒါနဲ့ဆက်ပြရဆက်ပြတဲ့အခါမှာအုပ်စုလေးနှစ်စုခွဲကြည့်အောင်ဒီနေ့မှာ neither ကိုတအုပ်စုထားလိုက်မယ် အပေါ်က၃ခုကိုတအုပ်စုထားလိုက်နော်အဲ့မှာ neither ကအငင်းအတိပဲရှိရ negative sense ရှိကျန်တဲ့ဥစ္စာတွေကတော့ positive sense ရှိဒါကြောင့်မလို့ neither nor နဲ့ဖြည့်တဲ့အခါမျိုးကျရင်သူ့မှာအငင်းအတိပဲပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မိခုံးမှာပါတဲ့အငင်းစကလုံးတွေကိုဖြုတ်ပေးခဲ့ရဒီညမှာဆိုစပိစီးတဲ့အချိန်မှာမဖြစ်တဲ့ဥစ္စာနှစ်ခုကိုပြောတယ်ပထမတစ်ခုက did not fall မလဲတာရေနောက်တစ်ခုက did not break my leg ခြေထောက်မကျိုးတာရေပေါ့အငင်းဥစ္စာလေးဖြုတ်ခဲ့မှာဆိုတော့ did not ဖြုတ်ခဲ့ ဒီအတိုင်းပဲ did not ဆိုတာအတိတ်ကအကြောင်းပြောထားတယ် past tense ကိုပြောထားဖြစ်ကြောင်းမို့ div verb လေးတွေကို verb 2လေးပြောင်းပြီးတော့ falls and fell ပြောင်းမယ် breaks နဲ့ broke ပြောင်းပြီးရနော်ပြီးရင်အဲ့ဒီနှစ်ခုကို neither nor နဲ့ဆက်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲ i neither fell nor broke my leg while i was cycling ဘယ်လိုဖြစ်သွားမလဲ i neither fell nor broke my leg while i was cycling number 2 the story was very interesting စလန်ကအရင်စိတ်ဝင်စားစရာကောင်းတယ် i read it in one sitting အဲ့တော့တထိုင်နဲ့ဖတ်ခဲ့သူ့ကြတော့ search that နဲ့စပီးရ search that ရဲ့ရေဘူးရပုံစံကတော့ search now that နော်ဒါတွေကရလက်ကိုဖော်ပြဖို့အတွက်သုံးပါတယ်။ဘာကြောင့်ဘာဖြစ်တယ်လဲဆိုတော့ရလက်ကိုပြောခြင်းတဲ့ခါကျရင် set noun that ဒါလေးသုံးပြရ။အဲ့တော့ဒီ noun ကိုအထူးပြုတဲ့ active ပါပါတယ်။နောက်ပြီးတော့အဲ့ဒီ noun ကတခုတည်းဖြစ်နေမယ်နော် singular countable noun ဖြစ်နေမယ်ဆိုရင် e တို့ an တို့ထည့်ပြရ။တကယ်လို့ तू ကအများဖြစ်နေမယ်ရေတွက်လို့မရဘူးဆိုတော့ဒါထည့်လို့မရဘူးပေါ့။အဲ့တော့ဒီပုံစံလေးကိုမှတ်ထား။ဘာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်တယ်လဲ။ စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်မလို့တထိုင်နဲ့ဖက်ခဲ့တယ်ပေါ့အဲဒီနေ့မှဒီ adjective ကဘာလို့ဆိုတော့ interesting နော် noun ကဘာလို့လဲဆိုရင် story စတဲ့ခါကျရင် it နဲ့စပါပြီးရင် main verb က was သုံးလိုက်ဒါဆိုဘယ်လိုဖြစ်သွားမလဲ it was said an interesting story that i read it in one sitting it was such an interesting story that i read it in one sitting ဒီလိုဖြစ်သွားပါမယ် number 3 patricia asked me patricia ငါ့ကိုမေးလေ did you visit the zoo last month last month ဒီကြတဲ့လာတော့ကတလေးဆိုင်ရုံကိုအလဲသွားခဲ့သလားဒါ reporter speech သူပြောင်းပြီးရကြည့်လိုက်တဲ့အခါမှာဒါ question တစ်ခုမှန်သိနိုင်နေဒီတွက်ကြောင့်မလို့ patricia asked me ဒီလိုလေးအရင်စ now yes or no question ဆိုရင် if တော့မဟုတ် whether နဲ့ဆက်ရတယ်ဆိုတော့ဒါလေးတစ်ခုခုဆက်ပြီး တစ်ခုစံရပြီနော် if the more weather နဲ့ဆက်ပြီးရင်ပြောင်းပေးရမယ့်ဥစ္စာကြီးကြီး pronoun တွေပြောင်းပေးရမယ် verb တွေပြောင်းပေးရမယ်ဒီ do test တွေဆိုတော့ပြန်မထည့်ရဘူးဒါပေမဲ့ did တော့သူ့ကို past tense လို့ကိုကနားလည်ထားအဲဒါပြောင်းပေးရမယ် the zoo နောက်တစ်ခုက last ကိုပြောင်းပေးရကဲ you ဆိုတာကနားထောင်တဲ့သူကိုကြည့်ကြည့်လိုက်လေမီကိုပြောနေတာဖြစ်တဲ့ကြောင့်မလို့သူ့ကို subject ပြန်ပြောင်းလိုက်တဲ့အခါမှာ i ဖြစ်သွားမှာ ဒါ past tense ဖြစ်နေကြောင်းမှာ past perfect ပြောင်းလိုက်မယ် had for 3ပြောင်းလိုက်ပေါ့အဲ့တော့ had visited ဖြစ်သွားမယ်ပြီးတော့ the zoo last train the previous ဒါပြန်ပြောလိုက် the previous man the moho the man before နော်အကုန်ပြောင်းလိုက်မယ်ဆိုရင် no? patricia asked me if i had visited the zoo the man before ဒီလိုဖြစ်သွားမယ် Number four, the government has provided all the villages in this area with fresh water. အစိုးရကဒီရွာရွာတွေအားလုံးပေါ့နော်ဒီဒေသမှာရှိတဲ့ရွာတွေအားလုံးကိုရေကြိုတွေစီစဉ်ပေးပါတယ်။ဒါ passive voice တောင်းပြီးရ။ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာဒီဝက်ကြက subject နေရာမှာ the government ရောသူကပြုလုပ်တဲ့သူပေါ့ Vav Kara has provided ပြီးဟာတာ။အော်ပြုလုပ်ခဲ့ရတဲ့ object က all the villages in this area ဒီ area မှာရှိတဲ့ရွာတွေအားလုံး ပက်ဆစ်ဗ်စပမ်ပြောင်းတဲ့အခါမျိုးကြရင်ပြုလို့ခံရတဲ့သူဦးစားပေးပြောခြင်းတဲ့ခါကျပက်ဆစ်ဗ်စပမ်ပြောင်းလို့ရဒါကြောင့်မလို့ all the villages in this area ကိုရှစ်တင်လိုက်ပြီးတော့ပက်ဆစ်ဗ်စကပုံစံက serve to be blessed for three ပုံစံဖြစ်ရဒါကြောင့်မလို့ has the three ဆိုရင်ဟာ has have been for three ဒီလိုမျိုးပြောင်းပြရအခုအရှိတင်လိုက်တဲ့ဥစားကိုကြည့်ကြလား all the villages ရွာအများမို့လို့ verb က have သုံးပြရ as have been provided. No? All the villages in this area have been provided. Pido, provided number with fresh water to me. He duly top of me, top of me, the government. All the villages in this area have been provided with fresh water by the government. All the villages in this area have been provided by the government with fresh water. ဒါဆိုအဆင်မပြေဥမာထည့်ကြည့်လိုက် wait half a year say fresh water ကိုဟုတ်နောက်ဆုံးမှာထားလိုက်မယ်ဆိုပါစို့အဲ့ဒါဆိုရင်သူကနီးကပ်မှုသဘောတရားအရာဒီ with fresh water the government တို့လာပြီးတော့ဟိုသူပြုသူလို့ဖြစ် or the government with fresh water ဆိုရေကျူတွေရှိတဲ့အစိုးရလို့ပြောသူလို့ဖြစ် အော်အစိုးရအန်ဒီရမအောင်မှာရည်ကြိုရှိတဲ့အစိုးရရည်ကြိုမရှိတဲ့အစိုးရအဲ့လိုကွာသလိုဖြစ်နေမယ်အသေးပဲတွေလွဲမှားသွားနိုင်တယ်သူတကယ်ပြောချင်တာကရည်ကြိုတွေဘာလို့ပြရလဲထောက်ပံ့ပြီးတယ်ဒါကြောင့်မလို့ with fresh water က provided to အထူးပြုတာမဟုတ်လို့ဒီဥစ္စာတစ်ခုကိုကပ်ပေးထားလိုက်ဒီလိုမျိုး with fresh water ဆိုရင်နောက်ဆုံးမှသွားထည့်လို့အဆင်မပြေပါဘူး number 5 if you spend more you cannot save much money ပို့ပြီးတော့သုံးဆမဲ့ဆိုရင် ဟိုဘယ်လိုပြောမလဲပတ်စံနေအများကြီးစုနိုင်မှာမဟုတ်ဘူးအဲ try the sentences using the more the less the er ဒီပုံစံမျိုးတွေသုံးမိရအဲ့တော့ the more the less the er ပုံစံကိုဒါ parallel structure လို့ခေါ်ပါတယ်အပြိုင်သုံးတဲ့ပုံစံပေါ့အတူရဲ့ပုံစံက then နဲ့ comparative degree သုံးပြရနော်အဲ့တော့ comparative degree ပြောရင်ဒါ subject verb တလေးကြီးပြီးရင်နောက်တစ်ခုက the အဲ့ဒီ comparative degree ပြီးရင် subject verb တလေးမျိုးလာမှာပေါ့ ဟုတ်ပြီဒါဆိုရင် adjective ကိုရှာဒီနေရာမှာဘာလို့လဲဆိုတော့ more ပို့ပြီးတော့အဲ့တော့ပြန်ပြောတဲ့အခါကျမလို့ပြောမလဲ the more you spend ဒီနှစ်ခုကိုအဲ့ဒီ comparative degree သုံးပြီးတော့เนาะ parallel structure နဲ့အပြန်ရေးတာဖြစ်ကြောင်မလို့စကားဆက်တည်ပြန်စဉ်းစားပြီးကြမလို့ the more you spend နောက်တစ်ခုက cannot save ရာမစုဆောင်းနိုင်ဘူးလို့ပြောတာအဲ့တော့ the more money you spend you save ဝင်အတိအပ္ပတမျိုးဖြစ်သွားမယ်အဲ့တော့ဒီလိုမျိုးအငင်းဝဲကြရယ်ဆိုတော့ less to fewer တို့ဒါမျိုးသုံးမိရ Pasara he dwellu me have to jamlo less time po. Also the less many you can save po. Uh, the more you spend, the less money you can save. Not can you but hella. Number six, they climbed the mountain through a tamotakere. No one guided them. Baduma through land. မပြခဲ့ဘူးเนาะလမ်းမညွန်ခဲ့ဘူးပေါ့အဲ့ဒါ without for fine ကြီးသုံးအဲ့ဒါ without နဲ့သုံးတဲ့ခါကျရင် without for fine ကြီးသုံးတဲ့ခါမျိုးကျရင်ဟိုဘာမလုပ်ဖင်းနဲ့ညာမလုပ်ဖင်းနဲ့စသဖြင့်ပြောချင်တဲ့အခါမျိုးကျရင်ဒါကိုသုံးပေါ့အဲ့တော့အငင်းပါတဲ့အပအောင်ကြည့်ကြည့်လိုက်လीဘာမလုပ်ဖင်းနဲ့လဲဘယ်သူမှသူ့ကို လမ်းမပြပဲနေပေါ့ဟာဒီမှာကြည့်ရမယ့်ဥစ္စာ subject က the အနောက်ကဥစ္စာ no one ဖြစ်နေတယ်အဲ့တော့သွားပြီးတော့ without guiding them ဆိုရင်ကိုကသူတို့ကပဲတခြားသူတွေကိုလမ်းပြသူလိုဖြစ်နေမယ်တကယ်တော့သူတို့ကဘယ်သူမှလမ်းမပြခဲ့ရတနည်းပြမယ်ဆိုရင် passive voice ပုံစံဖြစ်တယ်ဒါကြောင့်မလို့ without being guided through တော့နော် without being guided through တော့အဲ့တော့ပြန်ပြောတဲ့အခါမှာ they climbed the mountain without being guided ဒီလိုလေးပြောပြပါ7 the team won the championship အသင်းက championship ပွဲကိုနိုင်ခဲ့တယ်။ It also set a new record ဆန်ရင်တည်းလေတင်ခဲ့တယ်။အဲ့တော့ဒီမှာက beginning with not only ဆိုတော့ not only နဲ့ဆက်ပြီးတော့သူပြောอ่ะနော် not only နဲ့စတဲ့အခါမျိုးကျတော့ဒီမှာ inversion ပုံစံနဲ့ရည်ပြီးမှရမှာပေါ့။နော်ဒီတန်းတော့ပြီးတော့ not only နဲ့ဆက်ဆရာစာတောင်းလည်းမရှိဘူး။မရှိတဲ့အခါကျတော့ inversion နဲ့ပြောမယ်ဆိုရင် not only ဒါနဲ့အရင်စား ီးတဲ့ခါတိုင်းသူ valve ကို inversion ဆိုတာပြောင်းမြန်လုပ်ခိုင်းတာလीပုံမှန်တိုင်းဆိုရင် subject valve ပေါ့ inversion လုပ်မယ်ဆိုတော့ valve subject ဖြစ်သွားအောင်မှာအဲ့ဒီ valve က valve to be the msr westware ပေါ့ of valve to have the has a factor နောက်တစ်ခုက model valve တင်ဒါလေးဆိုတော့အရှိအဝယ်တင်လာလို့ရဒါနဲ့အခုလိုမျိုး main valve တွေဖြစ်နေမှာဆိုတော့ do test တွေသုံးမိရတယ်သူက past မလို့သူ did တွေသုံးမယ်အဲ့ဆိုဘယ်လိုဖြစ်သွားမလဲ not only did being the team win that championship. Comma လေးကိုပြီးထားမယ်ပြီးရင် bet ပြီးတော့မှ it also set a new record. not only did the team win the championship, but it also set a new record. ဆန်ညင်တက်လေတင်နိုင်ခဲ့ Number 8. Sandy was awarded the first prize in the SC competition. SC ပြန်ပွဲမှာ Sandy ကပထမဆုံးချီးမြှင့်ခံရတယ်. She was praised by her friends. To the သူသူတငယ်ချင်းတွေကလည်းချီးမွမ်းတယ်ပေါ့. ဒီနံပါတ် as a result of နဲ့ as a result နဲ့ဒီနှစ်ခုနိုင်ရှင်းအောင် s a r e s t u l t result တွင်ဖြစ်လာတဲ့เนาะဘာကြောင့်ပါဖြစ်သွားလဲဆိုတော့အကျိုးကိုပြတနည်းပြမယ်ဆိုရင် result เนาะသို့မဟုတ် effect ပေါ့ဒါကိုပြဒါပေမဲ့ s a r e s t u l t result of သုံးမယ်ဆိုရင်เนาะသူကအကြောင်းပေါ့ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အကြောင်းကိုပြဟောတနည်းပြမယ်ဆိုရင် reason เ သို့မဟုတ် cost ပေါ့ဒါကိုပြဒီနေ့မှာ off ကိုခဏဖြုတ်ထားကြည့်အောင် asset reset နဲ့သာခိုင်းမယ်ဆိုရင်နော်နှစ်မျိုးလုံးရအောင်လို့ပြောပြတာ asset reset နဲ့သာခိုင်းမယ်ဆိုရင်သူ့ရဲ့ရလက်ကဘာဖြစ်လို့ဆိုတော့ပြန်ဝင်မှစူရလို့တငယ်ချင်းတွေချီးမွမ်းညွှန်ကိုခံရတာအဲ asset reset နာမှာ clause သုံးပြရမယ် subtract verb သုံးပြရမယ် asset reset of နာမှာတော့ noun ပုံစံသုံးပြရအဲ asset reset အရင်စဉ်းစားမယ်နော် asset reset တာဆိုရင်လွယ်တယ် sandy west awarded first prize in the essay competition as a result she was praised by her friends w o ဒါနဲ့အခုကျတော့ as a result of ဖြစ်နေဒါကြောင့်မို့တော့ course ကိုပြောင်းပြရမယ်ဒီစာတောင်းလေးကဒါသူဖြစ်ရခြင်းအကြောင်းရင်းပေါ့ essay ပြန်ပွဲမှာပထမဆုံးရတဲ့ဥစ္စာကသူရဲ့ချီးတူးခံရတဲ့အကြောင်းရင်းလीနော် reason တော့မဟုတ် course ဟဲ့နောက်တစ်ခုကျတော့ of တုံးထားတဲ့အတွက်ကြောင့်မောင်းပုံစံဖြစ်မယ်ဆိုတော့ဒီရန်သွားပြီးတော့ as a result of sandy awards awarded ပါညာမရဒါကိုနောင်းပြောလိုက်မယ်ဘီရင်ပေါ့ Hmm. As, a, as a result of being awarded first prize in the SE competition, Piyama Sandy was preached by her friends. As a result of not ya, that's not Sandy was preached by her friends as a result of being awarded first prize in the SE competition of okay, Sandy was preached by her friends as a result of being awarded first prize in the SE competition. I Number mean, nine. Nah. I did not have enough money. ငါမှာပတ်စံအလုံးလောက်မရှိခဲ့ဘူး. I did not buy a car. ငါကမဝယ်ခဲ့ဘူး.အတိတ်တုန်းကအကြောင်းပြောနေတယ် third condition နဲ့သုံးမယ်.အဲ့တော့ third condition နဲ့ကိုဘယ်အခါမှာသုံးလဲ?အတိတ်ကမဖြစ်နိုင်တဲ့အခြေအနေပေါ့. A real situation in the past. အတိတ်တုန်းကမဖြစ်နိုင်တဲ့အခြေအနေကိုပြောဖို့အတွက်ဆိုရင်ဒီ third condition ကိုသုံးတယ်။သူ့ရဲ့ပုံစံကတော့ရှင်းပါတယ်။သူက if ဟိုဒါ subject လေးအရင်စ conjunction ဆိုတော့ပြီးတော့ verb က past perfect သုံးမယ် have plus verb သုံးမယ်ဆိုရင်ဒီဘက်မှာလဲ subject would have for three ဒီပုံစံလေးသုံးရမှာပေါ့အဲ့တော့စဉ်းစားကြည့်အောင်တကယ်အချင်းနေမှာငါပတ်စံအလုံးလုံးလည်းမရှိခဲ့ဘူးကားလည်းမဝယ်ခဲ့ဘူးအဲ့တော့ကိုကပြန်ပြောတဲ့အခါကျရင်ပတ်ဆက်အလုံးလောက်တာရှိခဲ့မယ်ဆိုရင်လို့ပြောမယ်ပတ်ဆက်အလုံးလောက်တာရှိခဲ့ရင်ဘာဖြစ်မလဲကဝယ်ခဲ့မှာပေါ့အဲ့ဒါစလိုက်မယ် if now valka have known right if i had had ပထမတစ်ခုကသူရဲ့ past perfect မှာပါတဲ့ had နောက်တစ်ခုက devolve မှာပါတဲ့ had had နှစ်ခါဖြစ်မယ်နော်ကိစ္စမရှိဖြစ်ဖြစ်စီ if i had had enough money i would have bought a car သို့မဟုတ် i would have bought a car if i had enough if I had enough money if ကတော့ဒီ conjunction if i had had enough money i would have bought a car imitan how workload is extremely demanding သူရဲ့အလုပ်ပမာဏပေါ့နော်အဲ့ဒါတွေကအရင်ဟိုအားထုတ်ရတာများတယ်အချိန်ကြီးပေးရတယ်အားထုတ်ရတာများတယ်ပေါ့အဲ she makes herself accessible to people anyway ဘာပဲဖြစ်ဖြစ် तू ကလူတွေနဲ့ဟောရင်းနှီးစကားပြောတာတို့ပေါ့နော်အဲ့လိုမျိုးတွေလုပ်တာတွေရှိပါတယ် no matter နဲ့ပြောပြရအဲ့ no matter ဆိုရင် contrast တို့ပြဆက်ညမကိုပြ ပုံမှန်တိုင်းဆိုရင်ဘလောက်ဟိုအလုတ်များနေတဲ့အခါကျတော့လူတွေနဲ့စကားပြောဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါပေမဲ့အဲ့လိုဘလောက်ပဲအလုတ်များနေဒီဖြစ်စီလူတွေနဲ့တခါတည်းအဲ့လိုလွတ်လွတ်ကူစကားပြောရင်းနှီးနှီးစကားပြောတာလေးတူလုပ်ပြီးပါတယ်ဆိုတော့ဒါက contrast ပြရတဲ့ no matter နဲ့စပင်းပဲ။ကဲတတိထားကြည့်ကြအောင်ဒီမှာက extremely demanding ဆိုပြီးတော့ actively ပြောထားဖြစ်ကြောင်းမလို့ no matter how တွန်းလိုက်ပေါ့။အဲ no matter how extremely demanding her workload is ။ခမကုလည်းမင်းပြီးတော့မှ she makes herself accessible to people anyway ထည့်ရမှာလို့နော် no matter ဒီမှာ anyway ရဲ့အဓိပ္ပာယ်နဲ့တူတယ်ဟော no matter အလယ်မှာထည့်လိုက်ရ she makes herself accessible to people no matter how extremely demanding her workload is ဆိုနေရဒီမှာတခုပြောလိုက်မယ် no matter how အဲဒီမှာ extremely လေးတခုထည့်လိုက်အောင်နော် e a s t r e m e l y extremely no matter how extremely demanding her workload is she makes herself accessible to people ဒါလို့ဆိုရင်ဒီ မိကွန်ဒီကိုဘယ်လိုမျိုးစဉ်းစားပြီးဖြစ်ဆိုရမလဲဆိုတာကိုကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်